ယနေ့ Kicks မှာဖုန်းတွေကသူ့ရဲ့ display size က7.7 inches ဆို7.8 inches လို့ကပုံမှန်ရွယ်စားဖြစ်လာတယ်ပေါ့နော်ဒီလိုမျိုးပုံမှန်ရွယ်စားဖြစ်လာတဲ့အချိန်မှာဖုန်းလုံးကို100ကောင်းကောင်းမွန်မွန်ကင်ကျင်တဲ့လူတွေနဲ့ဒီဖုန်းအသေးကိုကွန်ပတ်ဖုန်းကိုကင်လိုက်လို့ performance ကို sacrifice လုပ်လိုက်ရတာမကြိုက်တဲ့လူတွေတက်ကတော့ကျွန်တော်အခု review လုပ်ပေးမယ် Xiaomi 15လေးကတော်တော်လေးအဆင်ပြေနေမယ်အဲ့တော့ဒီ Xiaomi 15ရဲ့အကြောင်းကိုကျွန်တော်အစအနေအဆုံးပြောပြပေးမယ်ကျွန်တော်လည်းအတူတူကြည့်လိုက်အောင် ဒီ Xiaomi 50ရဲ့ display size က7.3 inches ပဲရှိတာဆိုတော့ letter pad တွေနဲ့ကောင်းကောင်းမွန်မွန်ကန်ကျင်တဲ့လူတွေကတော်တော်လေးအဆင်ပြေတယ်ပေါ့နော်ဒီလိုမျိုး7.3 inches နဲ့ဖုန်းတွေကအခုခေတ်မှာတော်တော်လေးရှားသွားပြီပေါ့နော်သူ့ရဲ့ပွန်ပေ data တွေလို့ပြောရမယ် Samsung ရဲ့ S25 တို့ Vivo ရဲ့ H200 mini တို့ဒီလိုမျိုးဖုန်းတွေတော့ရှိတယ်အဲဒါပေမဲ့ Vivo ရဲ့ H200 mini ဆိုရင်လည်းမြန်မာနိုင်ငံမှာဝယ်ရတာတော်တော်လေးရှားတာတွေ Samsung ရဲ့ S25 ဆိုရင်လည်းဈေးရန်ကြီးတာတွေကြောင့်ဒီ combat phone လုံးကိုဈေးအလောက်ထိအများကြီးမပေးချင်ပဲနဲ့ ကင်မဲ့လူတွေအတွက်ကတော့ဒီ Xiaomi 15လေးကတော်တော်လေးအဆင်ပြေတယ်။အဲ့တော့သူ့ရဲ့ဒီဇိုင်းဘန်းကိုကြည့်ရမယ်ဆိုရင်လည်းဒီဖုန်းလေးကလုံးဝ minimalist ဖြစ်တယ်ပေါ့နော်။ Xiaomi 14မှာတုံးထားတဲ့ camera ဘန်းဒီဇိုင်းကိုတုံးထားပေးပေမဲ့သူ့ဒီဟာလေးနဲ့သူတော်တော်လေးကို minimalist ဖြစ်ပြီးတော့ရိုးရိုးရှင်းရှင်းနဲ့လှတယ်ဆိုတော့ဖုန်းပုံစံလေးဘက်ကိုသွားတယ်။နောက်ပြီးတော့သူ့ရှိမှာတုံးထားပေးတာက glass band နဲ့ aluminum frame ကိုတုံးထားပေးတာဆိုတော့ဘေးကွန်လာတီနဲ့ပတ်သက်ပြီးတော့ကြာတော့လေအဲဘာမှ ိတ်ပြီးတော့ complaint တက်နေတာမလို့ဘူး flash ဖုန်းတစ်လုံးဆိုတော့တော်တော်လေးပြီးတာတယ်သူရဲ့ design မှာကျွန်တော်တော်တော်လေးကြိုက်တဲ့အချက်ကတော့ camera band ကအရင်ကြီးထူထဲပြီးထွက်နေတာမဟုတ်တော့ဒီ ultra phone တွေကိုကင်လို့ဒီ white balance မမျှတာပေါ့နော်အပေါ်ဘက်ကပို့ပြီးတော့လေးနေလို့လက်ထဲမှာကင်တာတတ်တောင့်တတ်တာမဖြစ်တာတွေကဒီဖုန်းလေးမှာကြုံရမှာမဟုတ်ဘူးပြီးကြတော့ဒီဖုန်းကအလေးချိန်အနေနဲ့ရလဲ190 gram 189 190 gram အထူးနေရာလဲ8.5 mm ဆိုတော့လက်ထဲမှာ ဝိတ်တစ်ခုရှိပြီးတော့ Anfield ရာ Premier Sandal ဆိုတဲ့ဘက်ကိုတော့သွားတယ်။ Display ဘက်မှာဆိုရင်လည်းဒီဖုန်းကလုံးဝကို top notch တဲမှာပါတယ်ပေါ့နော်။သူရှိမှာတုံးထားပြီး Display က Xiaomi 50 Ultra မှာတုံးထားပြီး Display quality တိုင်းတထေရတဲ့ပဲ။အဲ့တော့ Display နဲ့ပတ်သက်ပြီးတော့ဘာမှအပြစ်ပြောနေတာမရှိဘူး။ကွာချွာရတာဆိုတော့ resolution နည်းသွားတာပဲရှိရပါတော့။ဒါပေမဲ့သူ့ဖုန်းရဲ့ display က6.3 inches ပဲရှိတာဆိုတော့ဒီ resolution နည်းတာက ပြဿနာတစ်ခုမဟုတ်ဘူးပေါ့နော်နောက်ပြီးတော့သူရှိမှာက 68bit color တို့ Dolby Vision တို့ DCI-P3 တို့ color dimming တို့ဒီလိုမျိုး feature တွေလည်းပါတော့ဒီဖုန်းက flagship level display ဖုန်းတစ်လုံး display နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အားရကျင်တတ်မှုတော်တော်လေးရမယ်ဖုန်းတစ်လုံးလို့ကျွန်တော်အနေနဲ့ပြောချင်တယ် speaker ကတော့ဒီဖုန်းက flagship ဖုန်းဆိုတဲ့အတိုင်းပဲသူရှိမှာ stereo speaker ကိုသုံးထားပေးတယ်ဒါပြင် Dolby Atmos ကိုလည်း support ပေးတာဆိုတော့သူရဲ့ speaker အတန်းထွက် quality ကတော်တော်လေးကောင်းတယ် ဘယ်လောက်ထိကောင်းလဲဆိုရင်သူရဲ့အကိုကြီးလို့ပြောရမယ် Xiaomi 15 Ultra ရဲ့ speaker အတန်းထွက် quality နီးနီးကိုကောင်းတယ်အဲ့တော့သူရှိမှာတုံးထားပြီးရဲ့ display တွေနဲ့ဒီလို speaker quality တွေကြောင့်ဒီဖုန်းကကျွန်တော် multimedia consumption ရုပ်ရှင်ကြည့်တာတို့ Facebook သုံးတာ YouTube ကြည့်တာတို့မှာတော်တော်လေးကိုအရသာရှိမဲ့ဖုန်းလုံးတွေမှာပါတယ် performance အနေနဲ့ကဒီဖုန်းကအခုလက်ရှိ Android smartphone SoC မှာအကောင်းဆုံးဆိုပြီးတော့နာမည်ကြီးနေတဲ့ Snapdragon 8 Elite ကိုပထမဆုံးသုံးပေးထားတဲ့ဖုန်းဒီ Snapdragon 8 Elite ရဲ့ performance ကတော့အရင်နှစ်က track ခဲ့တဲ့ Snapdragon 8 Gen 3ထက်စာရင်45%လောက်ပိုပြီးတော့ကောင်းလာတယ်အဲ့တော့မိတ်ဆွေကဒီဖုန်းမှာဘာပဲလုပ်လုပ်ရုပ်ရှင်ပဲကြည့်ကြည့် game ပဲဆော့ဆော့ Facebook ပဲတုံးတုံးကြိုက်တာရအောင်တုံးပေါ့နော်ပေါ့ပေါ့ပါပါဖြစ်နေရဆိုရဲခံစားချက်ကိုပဲရမှာ จิตตางอတာတွေတော့ခံစားရမှာတော့မဟုတ်ဘူးအဲ့တော့ performance နဲ့ပတ်သက်ပြီးတော့ကြာလဲတော်တော်ကြီးမှဒီဆန့်ဖြစ်တယ်ဖုန်းကသေးပေမဲ့တော်တော်လေးကို performance ကောင်းတယ်ပေါ့နော်အကောင်သေးပေမဲ့အစိပ်ပြင်းတယ်ဆိုတာဒီလိုဖုန်းမျိုးလို့ကျွန်တော်အနေနဲ့တော့မြင်မိပါတယ်ကင်မရာဘက်ကိုသွားမယ်ဆိုရင်တော့ဒီဖုန်းက flagship ဖုန်းဖြစ်တဲ့တကြောင်သူရှိမှာတော်တော်လေးကောင်းတဲ့ကင်မရာ setup ကိုထည့်ပေးထားတယ်သူရှိမှာက50 megapixel main camera 50 megapixel ultra wide နဲ့50 megapixel tele sensor ထည့်ပေးထားပေါ့နော် Leica နဲ့ collaboration လုပ်ထားဖြစ်တဲ့တကြောင် အကုန်လုံး Leica ကင်မရာတွေကြီးပဲသူရဲ့ကင်မရာပုံထွက် quality ကတော့ main ကင်မရာနဲ့ပဲရိုက်ရိုက် ultra wide ကင်မရာနဲ့ပဲရိုက်ရိုက် tele ကင်မရာနဲ့ပဲရိုက်ရိုက်တော်တော်လေးကောင်းတဲ့ပုံထွက် quality ကိုထုတ်ပေးနိုင်တယ် main ကင်မရာနဲ့ရိုက်မယ်ဆိုလဲ detail တွေကတော်တော်လေးကောင်းတယ်ပြီးတော့ vivid ဖြစ်တယ်ပုံတွေက sharp ဖြစ်တယ်ပေါ့နော်ဒီလိုမျိုးပုံတွေကိုထုတ်ပေးနိုင်တယ် ultra wide ကင်မရာနဲ့ရိုက်မယ်ဆိုရင်လဲ main ကင်မရာနဲ့ရိုက်တဲ့ပုံစံနီးနီးကို ဒီ data တွေကကြံတယ်နောက်ပြီးတော့ main camera ကနေ ultra wide camera ကိုရိုက်လိုက်လို့ color တွေ shift ဖြစ်သွားတယ်တွေကိုဒီမှာမကြုံတွေ့ရဘူးနောက်ပြီးတော့ဒီဖုန်းက Leica နဲ့ collaboration လုပ်ပေးတာဖြစ်တတ်တဲ့ကြောင့် Leica portrait တို့ master portrait တို့ကိုဒီဖုန်းမှာရိုက်လို့ရတာဖြစ်တတ်တဲ့ကြောင့်ဖုန်းတစ်လုံးနဲ့ portrait photo တွေကောင်းကောင်းရိုက်မဲ့လူတွေကတော့တော်တော်လေးအဆင်ပြေတယ်။နောက်ပြီးတော့ video ရိုက်မဲ့ဆိုရင်လည်း log video နဲ့ရိုက်လို့ရတာဖြစ်တတ်တဲ့ကြောင့် ဖုန်းတစ်လုံးနဲ့ကျွန်တော်ဘလော့နေပါလုပ်မယ်ဆိုတဲ့လူတက်ကလည်းတော်တော်လေးအဆင်ပြေတယ်။အဲ့တော့ဒီဖုန်းကသူ့ရဲ့ဖုန်းဆိုင်ကသေးပေမဲ့ကင်မရာကောင်းကောင်းမွန်မွန်ရိုက်ရှင်တဲ့လူတွေအတွက်ကတော့တော်တော်လေးရွေးချယ်လို့ကောင်းတဲ့ဖုန်းတစ်လုံးနဲ့မှပါတယ်။မိတ်ဆွေကဒီ zoom နေပါအရင်ဆွဲပြီးတော့ရိုက်တဲ့လူတယောက်မဟုတ်ဘူးဆိုရင်ပေါ့။ selfie camera အနေနဲ့ဒီဖုန်းမှာက32 megapixel ကိုတုံးထားပေးတယ်။ selfie camera ပုံထွက် quality ကတော့ flagship series ဆိုတဲ့အတိုင်းပဲတော်တော်လေးကောင်းတဲ့အထက်မှာပါတယ်။ color လေးတွေကတော့ လို့ပြောရမလဲတော်တော်လေးမိုက်တယ်ပေါ့နော် beauty mode လေးတွေကတော့ယောက်ျားလေးရိုက်မယ်ဆိုရင် beauty mode ကိုနည်းနည်းပြီး short ရိုက်တာကတော့ဒီဖုန်းမှာပို့ပြီးတော့အဆင်ပြေလိမ့်မယ်။ကျန်တဲ့ video ဘိုင်းတွေဓာတ်ပုံဘိုင်းတွေမှာတော့ flagship ဖုန်းဖြစ်တဲ့အတွက်ကြောင့်ဘာမှအများကြီးအပြစ်ပြောနေတာတော့မရှိဘူး။တော်တော်လေးကောင်းတယ်။ battery ဘိုင်းတွေနဲ့ကလည်းဒီဖုန်းကဖုန်းကသေးပေမဲ့ battery နေနဲ့9240 mAh အကြီးကိုပါတယ်ပေါ့နော်။ဒါကလည်းဘာကြောင့်လဲဆိုတော့အခုနောက်ပိုင်းဖုန်းတွေမှာက silicon carbon battery ကိုထည့်ပေးတာဖြစ်တဲ့အတွက် ဒီလိုမျိုးဘီလီယံပေါ်ခက်ကြီးကြီးကိုဒီလိုမျိုး form factor ခက်သေးသေးလေးမှာထည့်ပေးနိုင်တာအဲ့တော့ကိုကဖုန်းသေးလေးလေးကိုကင်လို့ဘက်ထရီအားမခံဘူးဆိုရယ်ပြဿနာက2022လို့23လို့အဲ့လောက်မှခြံထားခဲ့လို့ရနေပြီပေါ့နော်ဒီဖုန်းက screen size သေးပေမဲ့ဘက်ထရီကကြီးရဖြစ်တဲ့အကြောင်းအားကလည်းတော်တော်လေးခံနေတယ်မှာပါတယ်အပြန်သွင်းမှုကိုလည်း91 fast charging နဲ့ဆိုတော့0 to 100ကို55မိနစ်လောက်ပဲကြာတာဆိုတော့ဘာမှအရင်ကြီးဘက်ထရီပိုင်းနဲ့ပတ်သက်ပြီးတော့လည်း ဘယ်လိုအနေနဲ့စိတ်ပူနေကြတော့မရှိဘူး။နောက်ပြီးတော့ဒီ Xiaomi 15မှာက Xiaomi 40တက်စာရင်တိတိတတ်တာပို့ပြီးတော့တိုးတက်လာတဲ့ချက်ကတော့ ultrasonic fingerprint sensor ကိုပြောင်းသုံးပေးလိုက်တာ။ Xiaomi 40မှာကကြတော့ရိုးတက်တဲ့ optical sensor ပဲသုံးပြီးတော့ speaker တော်တော်လေးနှေးတယ်။နောက်ပြီးကြတော့ကျွန်တော်လက်မှာဖုန်းနေပေးနေတာ၊စီးနေပေးနေတာဆိုရင်ဒီ optical မှာကသုံးလို့မရဘူး။ဒါပေမဲ့အခုပြောင်းသုံးပေးလိုက်တဲ့ ultrasonic fingerprint sensor မှာကကြတော့တော်တော်လေးမှ speaker လည်းတက်သွားတယ်လို့ကျွန်တော်တို့လက်မှာဖုန်းနေပေးနေတာ၊စီးနေပေးနေတာ ဒါမှမဟုတ်ရေးရီစုနေတာဆိုရင်လည်းဒီ fingerprint sensor အလုံးလုံးတဲ့အတွက်ကြောင့်တော်တော်လေးမိုက်ပါတယ်အဲ့တော့နောက်ဆုံး conclusion အနေနဲ့ဒီ Xiaomi 15ကဘယ်လိုလူတက်ဖြစ်မလဲဒါကတော့ရှင်းနေပေါ့နော်ဒီဖုန်းရဲ့ screen size က6.3 inch ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဖုန်းတစ်လုံးကို1ဟတ်တက်ကောင်းကောင်းမွန်မွန်ကင်ကျင်တဲ့လူတွေအဲဒါအပြင်ကိုကဖုန်းကို compact ဖုန်းကင်လိုက်လို့ performance ကို sacrifice ပေးလိုက်ရတာကိုမလိုချင်တဲ့လူတွေနဲ့ဖုန်းလုံးမှာ camera ကောင်းကောင်းသုံးတဲ့လူတွေအတွက်ကတော့ဒီ Xiaomi 15ကိုရွေးချယ်ဖို့ပေါ်တော်လေးတင့်တယ်လို့ပြောနေပဲ ားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အောက်ခံပါ